ကဲဒီနေ့တော့ကျွန်တော်ဒီနှစ်ပိုင်းအတွင်းမှာဆမ်ဘူးသမ ्या ဖုန်းတွေထဲမှာအသေးဆုံးလို့ပြောလို့ရတဲ့ဖုန်းလေးတလုံးကိုအန်ဘောက်ဆင်းလုပ်ဖို့အလှည့်ပေါ့နော်ဘာဖုန်းလဲဆိုတော့ဖုန်းပါပို့လိုက်တဲ့ဖုန်း Sony ရဲ့ Xperia 10 7ကိုကျွန်တော်ဒီနေ့အန်ဘောက်ဆင်းလုပ်ပေးမှာပါဆိုတော့အန်ဘောက်ဆင်းဆိုတဲ့ထုံးစံတိုင်းပဲကျွန်တော်တို့ကင်မရာပါညာနည်းနည်းလေးဆန်းရိုက်ကြည့်မယ်ဒီစပလေးအနေထားဒီဇိုင်းပိုင်းအပြောင်းအလဲလေးလည်းရှိရဲဆိုတော့ဘယ်လိုနေလဲဆိုတော့ကျွန်တော်တို့အတူတူကြည့်ကြမယ်ဆိုတော့ဒီဖုန်းရဲ့ဇင်းတော့23 အထက်မှာရှိနေမယ်ပေါ့နော်ဆိုတော့တကယ်လို့ကဝယ်ကျင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဇင်းလုံးအတိအကျသိကျင်တာပဲဖြစ်ဖြစ်ဒီနေ့ဗီဒီယိုအတွက် review နဲ့ကူညီပေးထားတဲ့ဖုန်းမရဲ့ Facebook စာမျက်နှာကိုကျွန်တော် caption မှာတက်တွဲပေးထားပါတယ်ဖုန်းမရဲ့ page မှာတွားရောက်မေးမြန်းဆုံဆန်းလို့ရသလို page ကိုရှာမတွေ့ရင်လည်းဒီ link ကနေပြီးတော့တဆင့်သွားပြီးတော့မေးလို့ရပါတယ်ဆိုတော့ကျွန်တော် unboxing လေးစလိုက်ရအောင် ဆိုတော့ Sony ကအရင်တော့ကျွန်တော်တို့ line up 3ခုလောက်ရှိရပေါ့နော် Xperia 10ရယ် Xperia 5ရယ် Xperia 1ရယ်အခုတော့ Xperia 5ကတော့တိတ်မထုတ်တော့ဘူးဆိုတော့တိတ်မထုတ်တော့မှာပေါ့မထုတ်တော့ဘူးဆိုတော့ Xperia 10နဲ့ Xperia 1ပဲကျန်တော့မှာပေါ့နော်ဆိုတော့ဒီနေ့တော့ဆိုတော့အဲအဲ့နှမျိုးပဲကျန်တော့အခါကျတော့ဒီဖုန်းလေးက main range ဖုန်းဖြစ်သွားမယ်အဲဒီ Xperia 1ကတော့ flagship ဖုန်းဖြစ်သွားမယ်ပေါ့နော်ဆိုတော့ကျွန်တော် unboxing လေးလုပ်ဖို့အတွက်ဘယ်ကဘယ်လိုစတော့အော်ဒီမှာ packing ြဲနေဒီဟာလေးပြုတ်နေလက်မခံပါနဲ့ဆိုတော့ဒါကိုမပြုတ်ဘဲနဲ့ရအောင်ဖွင့်ကြည့်ရတယ်ဆိုတော့ okay ဆိုတော့ပုံဘူးကတော့မြင်ရတဲ့အနေထားရအရာဟို adapter ပဲဘာမှမပါလာတဲ့ပုံစံမှရှိရပေါ့နော် okay ဆိုတော့အစိမ်းရောင်လေးဖုန်းလေးပါလာမယ် မင်းရဲ့ပုံတွေပါလာမယ်ဒါပဲပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဖုန်းဘူးထဲမှာဘာမှဘာမှဘာမှကြိုးတော်မပါဘူးပေါ့နော်ဘာလို့ဘာမှမပါဘူးရှင်းပါတယ်ပြတ်သားပါတယ်ကိုစိုးနိုင်တော့လှုပ်လိုက်ရင်အဲ့လိုမျိုးပဲဆိုတော့ကျွန်တော်ဖုန်းလေးတစ်ချက်ကြည့်တယ်အိုးဒီဇိုင်းလေးချစ်စရာလေဒီဇိုင်းပိုင်းပြောင်းလဲလုပ်တယ်ဆိုပေမဲ့လည်းကျွန်တော်အရင်တော့အတိုင်းပဲကျွန်တော်ဒီ Apple Out Black Bar လေးဆက်ပြီးတော့ရှိနေတုံးပဲ6.1 inch တော့မဟုတ်ဘူးထင်တယ် 6.6. 3 inches တာ6.1 inches တာ6.1 inches တာကျွန်တော်တခြားပြန်ကြည့်ကြည့်လိုက်အောင်ပဲဗောနော်စာတန်းလေးဒီမှာထိုးပေးထားမယ်အရင်ရောမသေးနေဘူးဗောကျွန်တော်အစောပိုင်းမှာကြည့်ရတဲ့လောက်ဆိုရင်6.1 inches ဆိုတော့နည်းနည်းသိမယ်ထင်တာပြီးတော့ဒီနောက်ကျဘက်မှာကင်မရာဘားလေးထည့်ပေးထားရဗောနော်ဒီကင်မရာဘားလေးကလည်းအရင်အပြင်ကိုထွက်နေရမျိုးတော့မဟုတ်ဘူး plastic frame အဲ plastic bag plastic frame နဲ့ပဲပြီးတော့ဘောဘက်မှာ3.5 mm earpod ပေါက်ပါလာတယ် မ Xperia ဆိုရယ်စာလေးပါလာမယ်ကျွန်တော်ဒီမှာဆင်ဂျူရယ်ဆင်သုံးလို့ရမယ်အဲဆင်ကက်နှစ်ကက်ပေါ့နော်အဲ့ဟာမှာ micro SD ကထပ်ဆိုင်လို့ရမယ် default Sony ဖုန်းပဲဆိုကြည့်လိုက်တာနဲ့ဟိုအရင်မသေးတော့6.1 inch တော့ကျွန်တော်အစောပိုင်းကတိထားကျွန်တော်ပဲမှားလားမသိဘူးကျွန်တော်စချမ်းမကြည့်မိလို့လားဆိုတော့ကျွန်တော်ဒီဇိုင်းပါတော့အရင်ကြီးကို simple ဖြစ်လွန်းနေဟိုဘယ်လိုပြောရမလဲ ပုံမလင်းလင်းတည်းပြောရင်ဗျာဒီနောက်နောက်ကျောဘက်ကပလတ်စတစ်ကနည်းနည်းချစ်ပြစ်တယ်ဆိုတော့ခံစားချက်မျိုးရရပါတော့။ကိုင်းရတဲ့ hand feeling မှာရောကြည့်ရတဲ့အမြင်ရောဒီအရာုံဖြစ်နေလို့လားမသိရော။ဒါပေမဲ့ဒီကင်မရာဘားလေးကလည်း Google ပစ်စယ်လို့လို့ဘားလို့လို့နဲ့အရင်တော့လိုမျိုးဒီဘက်မှာဒီလိုနှလုံးတန်းမဟုတ်တော့ဘူးဒီဘက်မှာဒီလိုမျိုးပြန်တန်းပေးလိုက်တဲ့ဒီဇိုင်းအသင့်နဲ့ဆိုတော့음ပြဒီအောက်ဘက်မှာကျွန်တော်ကင်မရာဘတ်တန်ဖြစ်လာဖြစ်လိမ့်မယ်ထင်တယ်ကင်မရာဘတ်တန်အတွက်ခလုတ်လေးတစ်ခုပါလာတယ် โอเคဆိုတော့ကျွန်တော်တို့ဒီ베베ဘဇယ်တွေကတော့လုံးဝတကယ့်ကိုထူးထူးထဲထဲပဲအပေါ်ဘက်အောက်ဘဇယ်ကလည်းထူးထူးထဲထဲပဲဆိုတော့ setup လေးတစ်ချက်လုပ်ကြည့်လိုက်မယ်ပေါ်လာတော့တော်တော်ပေါ်လာသီးလားဟိုပါလာဆိုတော့လေပါတဲ့အထက်မှာတော့ပါပါတယ်ဟိုတိုင်းမဲ့လက်ထဲမှာကန်ရတဲ့ hand feeling ကတော့အရင်ကြီးကောင်းတဲ့အထက်မှာတော့မပါဘူး။သေးနေတာပေါ့အောင်မှ ပရီမီယံမဆန်တဲ့ခံစားချက်မျိုးရတာဗျာစိတ်တော့ဆိုးရောမယ်ဖောင်းနေဆွထုနေဆိုပြီးတော့တကယ်တော့ချစ်လို့ပြောတာပါစိတ်တော့မဆိုးကြနဲ့ပေါ့နော်โอเคရှင်းရှင်းလင်းလင်းပဲကျွန်တော်တို့ setup ကတော့ပြီးသွားပြီ display ကအဲ OLED panel 120Hz ပါလာမယ်ဆိုတော့ display လေးကတော့ဒီမှာကျွန်တော် contrast ratio ကိုကြည့်လိုက်တာနဲ့တော်တော်လေးကို black ဖြစ်တဲ့ black များတယ်ပေါ့နော်ဆိုတော့ display panel quality တော်တော်ကြီးကိုကောင်းတယ်ကောင်းပါဘော Sony ပဲဖြစ်နေအောင် ဟို120 Hz OLED နဲ့ဆိုတော့အများကြီးဘာမှပြောစရာမရှိဘူးပြ display မှာတခုတော့ IED D selfie camera တွေဘာတွေ speaker တွေအပေါ်မှာဘာနဲ့တခုနဲ့ထည့်ပြလိုက်တဲ့အခါကျတော့ display ကဘယ်လိုပြောရမလဲ bezel တော့ထူတယ်ဒါပေမဲ့ဒီ display မှာကိုလိုကလန်ဖြစ်နေတဲ့အရာမျိုးမရှိနေတဲ့ဟာလေးကလည်းမစိုးဘူးလို့ပြောလို့ရရပါဘောနော်အကောင့်အစိုးတဲ့အကောင့်လို့ပြောရမလားဆိုတော့ display မှာကျွန်တော်တို့ဒီမှာ high refresh ကိုဒီမှာကျွန်တော်တို့ high rate တုံးမလားမတုံးလားဒါပဲနှစ်ခုပဲပါမယ် image quality setting မှာ color gamut တော့ online standard mode original mode video image optimization recommended okay ဆိုတော့ display လေးကတော့မစိုးလို့ပြောလို့ရရပါတော့ပြ performance by snapdragon 6 gen 3နဲ့လာမှာပေါ့နော်ဒါပြပြော generation မနစ်ကနဲ့ရှင်းလိုက်မယ်ဆိုရင်2ကို skip လုပ်လိုက်တယ်ဆိုရဲ့သဘောဆိုတော့6 gen 3လောက်ကတော့နည်းနည်းလေး ဟိုကြည့်ပြော်ရှုပြော်တော့ရှိလာတယ်ပေါ့နော်ဒါပေမဲ့သိန်း20 20သိန်းဆိုရဝင်ကျင်မှာတော့သူ့ရဲ့ performance ကတန်နေမှာတော့မဟုတ်ဘူးပေးရရဲ့ဈေးနဲ့ဆိုတော့ Sony ဆိုရ brand တွေကဝင်မယ်ဆိုလို့ရှိရင်အထူးသဖြင့် mirror phone တွေမှာဒီလိုမျိုးနည်းနည်းစိတ်အနောက်ရက်ဖြစ်စရာလေးတွေရှိလိမ့်မယ်အဲ့တော့ကျွန်တော်ကင်မရာလည်းဆန်းကြည့်မယ်ကင်မရာကတော့50 megapixel main sensor 24mm focal lens နဲ့နောက်ပြီးတော့13 megapixel ultra wide နဲ့ဆိုတော့16 mm ဆိုတော့သူကတော့ focal lens ကိုကျွန်တော် default standard focal lens နဲ့အသုံးပေးထားတာပေါ့နော် အဲကင်မရာ features တွေပါပါလဲဆိုတော့ကျွန်တော်ချက်ပြပေးမယ်ဗီဒီယို recording နဲ့ switch move ဟုတ်တယ်ဒီမှာကင်မရာ button လေးသူထည့်ပေးထားရပါဘောနော်ကြောတော့ကျွန်တော် single press ဆိုရင် screen shot ရိုက်လို့ရမယ်နှစ်ခုပေါ့နော် shutter button ပေါ့နော်မစိုးဘူးပဲ launch လောနဲ hold လို့ long press နေထားမယ်ဆိုလို့ရှိရင်ကျွန်တော်ကင်မရာကိုဖွင့်လို့ရမယ် okay ဆိုတော့ကျွန်တော်ဒီမှာ ဆိုတော့ဒါလေးဆိုရင် screenshot ရိုက်ရိုက်လို့ရမယ်မျိုးမျိုး long press တင်ထားမှာဆိုကျွန်တော် camera လေးတက်ရအောင်ပါအဲမစိုးဘဲ bokeh မှုတော့ပါလာတယ်ဒါပေမဲ့ဟို 2hd ဘိုင်နာနဲ့ပေးမရဘူးပေါ့နော် okay bokeh မှုလေးကိုကျွန်တော်တစ်ချက်ကြည့်လိုက်ရအောင်အင်းလည်းရှင်းလင်းတယ်ဓာတ်တော့ feel လေးတောင်တိတ်မသေးမတတ်ဘူးပေါ့နော်ကျွန်တော် auto မှာတော့ပုံနေနည်းနည်းလေးဆန်းရိုက်ကြည့်ရလိမ့်မယ် ဆိုတော့23သိန်းနဲ့ Sony ရဲ့ဖုန်းတစ်လုံးမှာနည်းနည်းလေးပြောင်းစေချင်တာဗျာ Sony ကို 2X ဘိုခင်းနဲ့ရိုက်တာမဟုတ်ပဲနဲ့လေကျွန်တော်ဒီတိုင်းပုံမှန် portrait ဟိုနဲ့ raw photo မှာ twist နဲ့ရိုက်တာမှာတော့နည်းနည်း draw of ရပိုကောင်းအောင်မော်ဘိုခင်းကတိတ်ဟိုနည်းမဖြစ်ဘူး อืมစိုးတော့မစိုးပါကင်မရာတော့အရင်ဝဲတော့မစွဲနေပေါ့23သိန်းမှာဝဲဆွဲနေလေဒါမဲ့မနစ်ကနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တီးရကျွန်တော်စမ်းခဲ့ဘူးတဲ့နဲ့ experience ဆက်ရပါတော့เนาะဆိုနေတဲ့10 series ဆရာတော်တော်လေးဒဲပြန်ဝဲဆွဲရတဲ့အထက်မှာပါတယ်ဗျာဒါပေမဲ့ဒီနှစ်မှာတော့တော်တော်ကြီးဟိုအဆင်ပြေလာတဲ့အနေထားတည်းမှာရှိရယ်ဒါပေမဲ့ တခြားဖုန်းတွေနဲ့ရှင်တော့အခုကြည့်နေတွေ့လဲကျွန်တော်ပြောရလို့မမှုပေါ့မတန်ဘူးဆိုခံစားချက်မျိုးရနေမှာပဲဒါပေမဲ့ Sony ဆိုတဲ့ brand ဖြစ်နေတဲ့အတွက်ကျွန်တော်ကတော့တဘောကြနေသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော် audio audio လေးကိုတစ်ချက်ဆန်းကြည့်မယ် stereo speaker ကျွန်တော်လည်းအပြစ်ကြံမှန်ရှာခြင်းလို့သာရှာနေရတကယ်ကြတော့သူ့မှာပါလာရတာတွေကသူကလည်းသူပြ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 လေးရှိတယ်ချစ်ဆက်ကနည်းနည်းလေးနေတာအတွင်းပေါ့နော်ဂျန်နက် stereo speaker လည်းပါလာမယ် ဟိုအိုလက်ပန်နဲ့ဘာညာတုံးပြထားလဲဟုတ်တယ်ဒါပေမဲ့ side mount fingerprint နဲ့ပဲပေါ့နော်အတန်လောင်းနက်ကိုတိတ်အားမရအောင်ဒါပေမဲ့အတန်ကွဲရအဲ့ဒါကြီးတော့မရှိဘူးပေါ့နော် တက်ဆက်လဲကျွန်တော်စဉ်းစားမိတာ haptic ကတော့တော်တော်လေးလိုတယ်ဒီမှာကျွန်တော်ပုံမှန်ဟိုနေ့၃နေ haptic တရားမှာဟိုတေးုတ်တေးုတ်ဖုန်းတချို့လောက်တောင်မှ haptic တိတ်မကောင်းဘောနော် flash မှာအရင်ကောင်းတယ်။ Xperia 17မှာတော်တော်ကြီးကောင်းတယ်။ဒါပေမဲ့ဒီမှာတိတ် ဆက်ကတူ search ပါနာလည်းရမယ်ဆိုတော့တခြားဘိုင်းနေအနေနဲ့ဆိုရင်တော့ကျွန်တော်တို့အဲ battery 5000 mAh ကိုမှ PD charge နဲ့ပဲလာမယ်ဆိုတော့ပုံမှန်ပဲ6.1 inch တွေကိုမှကျွန်တော်တို့5000 mAh ဆို battery တော့အားခံနိုင်မလို့ထင်တယ် yuan ကတော့ရှင်းတယ်ဒီမှာမြင်တဲ့အတိုင်းပဲ stock land drive ပဲဘာမှပါဆိုဘာမှမမကွန်ပေးထားဘူးပေါ့နော်ကျွန်တော်တခြားဒီကင်မရာ app လောက်ပဲသူရဲ့ Sony ရဲ့ default camera app ကိုထည့်ပေးထားတယ် dashboard ကတော့ကျွန်တော်ဒီမှာဒီဟာလေးကိုထည့်ပေးထားတယ်ဒါလည်းလည်းမဆိုးပါဘူး okay ဆို Sony ရဲ့ Xperia 10 7 unboxing လေးအောင်ဒီလောက်ပဲ တန်တော့တန်မှာမဟုတ်ဘူးဗျကျွန်တော်ကတော့ပုံလင်းလင်းပြောရင်တော့ဟို reviewer ဖြစ်နေတဲ့အတွက်ဟန်ဘောဆင်းမှာမြင်ရတဲ့လောက်ဆိုရင်တော့တန်မှာတော့မတန်တော့မတန်တော့ဘူးဒါပေမဲ့ကျွန်တော်အမြင်အရဆိုရင်တော့အရင်နှစ်တရတဲ့ဆိုင်တန် series မှာတိုးတက်လာတဲ့တွေကတော်တော်များများပါလာတာတော့တွေ့ရတယ်ဆိုတော့ကျွန်တော် review လုပ်ပေးမယ်ဘာရည်သိကြင်လဲဆိုတော့ကျွန်တော်ကမှဆွေးနွေးပေးသွားလို့မင်းမြန်ပေးသွားလို့ရပါတယ်အဆုံးထိကြည့်ပေးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်